ကျွန်တော်တို့အသက်ရှင်တဲ့အချိန်မှာဖရာသခင်ကိုအောက်မိပါတိတနာချက်ခန်းကြီးစနေအငယ်တိကနေခွန်တဲ့မှာကျွန်တော်အသက်ရှင်နေတဲ့အချိန်မှာဖရာသခင်ကိုအောက်မိပါဒီမှာငါနေ၍မပြောနိုင်ဘူးဆိုရသောကာလဒီမနေသို့သောကာလမရောက်မီယခုအသက်ပြူစင်တစ်ခါပြင်တိတ်ကိုဖန်ဆင်းတော်မူသောရှင်ကိုအောက်မိလောဖရာသခင်ကိုဒီနေရာမှာအောက်မိတာတရေရလာလို့ပဲမဟုတ်ပဲနဲ့ ။ဟန်စီရှင်ဖျားခင်ကိုရာရှိပြီးမှအဲ့ဖျားခင်နဲ့အသက်တာရှုံ့လန့်ပါဆိုတဲ့အကြောင်းကိုလည်းပြောခြင်းဖြစ်ပါတယ်။ကြတိကပြောချင်တဲ့အရာကပါလဲဆိုတော့ကျွန်တော်တို့မသေးခင်မှာစကားပြောနေတဲ့အချိန်မှာလှုပ်ရှားနေတဲ့အချိန်မှာရှာနေတဲ့အချိန်မှာစဉ်းစားနေတဲ့အချိန်မှာထာဝရဘုရားကျွန်တော်တို့ကိုဖန်ဆင်းတဲ့ရှင်ဘုရားတခင်ကိုရရှိပါယုံကြည်ပါလက်ခံပါဆိုပြီးပြောချင်ဖြစ်ပါအခန်းငယ်၄မှာဘလို့ရေးတာလဲနေနဲ့အလေး လာငယ်ကျဲတို့ဒီကွယ်၍မိုးရွာပြီးမှအထက်ထက်ရွာတတ်သောကာလမရောက်ဘူး။အောက်မြင့်တော်ဒီမှာနေနဲ့အလေးလာငယ်ကျဲတို့ဒီကွယ်၍မိုးရွာပြီးမှဆောနေနဲ့အလေးတရားနေမင်းကြီးကိုပြောတာမဟုတ်ဘူး။လာမင်းကြီးကိုပြောတာမဟုတ်ဘူး။မိုးကြီးကိုပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့ဒီလောကမှာမျက်စိပွင့်လင်းဒီမှာတော့မြင်နေတဲ့အချိန်မှာကြားနေတဲ့အချိန်မှာလှုပ်ရှားနေတဲ့နိုင်တဲ့အချိန်မှာအမောင်ထုတ်ကြီးကျွန်တော်တို့ရှင်မှာမရောက်ခင်မှာ ထာဝရဘုရားကိုယုံကြည်လက်ခံပါအောင်မြင်ပါဆိုပြီးပြောခြင်းဖြစ်ပါတယ်။ထိုကာလအတိုင်းပါလဲအင်ဆောင်တို့ဒီတုံလှုပ်ရွေးခိုက်ခတ်တော်သူတို့ဒီအားရကြလိမ့်မည်ပါလဲအင်ဆောင်တော်သူတို့ကြောင့်သူတို့လည်းအင်ဆောင်တော်သူတို့ဒီတုံလှုပ်ပြီးမှခိုက်ခတ်တော်သူတို့ဒီအားရကြလိမ့်မည်ဆိုတော့တပြည့်ပြည့်နဲ့တက်ကြည့်လာတိုင်းနဲ့များအားတွေတပြည့်ပြည့်ရော့ကြတယ်မလားအင်းဆောင်တော်သူတို့ဒီဆိုတာကျွန်တော်တို့ခြေတော်တွေလည်းပေါင်ပေါင်လေးအကြာကြီးမမတိုက်တတ်နိုင်ဘူးတုံ့လုံနေကြပြီဆိုတော့ တဖြည်းဖြည်းအသက်ကြီးလာတာနဲ့အမျှကျွန်ုပ်ခန္ဓာကိုယ်ကတဖြည်းဖြည်းအားတွေကုန်ခန်းပြီးမှအားတွေညော့နေပြီးမှစာကြည့်တော်သူတို့ဒီနဲတော့ကြောင့်ရက်ကြလိမ့်မယ်။ဘာလဲစာကြည့်တဲ့သူတွေလဲ။တွားတွေကဖြစ်ပါလဲ။တဖြည်းဖြည်းကျိုးသွားလိမ့်မယ်။ကျွန်တော်တို့လည်းတွားတွေတဖြည်းဖြည်းကျိုးနေပြီ။ပြင်ဆိုင်တော့အစ်တော့မကြတော့ဘူး။တို့ပဲရ။ပရိပောက်ဖြစ်ကြည့်တော်သူတို့ဒီအလင်းပွေကြလိမ့်မယ်။ဘာလို့ပြောတာလဲ။ မျက်စိအလေးတစ်ဖြည်းဖြည်းပွေတော့မှာဖြစ်တယ်။ဆောင်းအသက်တစ်ဖြည်းဖြည်းကြီးလာတာနဲ့မျက်စိတွေကိုလည်းမှုံလာလိမ့်မယ်ဆိုတဲ့အကြောင်းပြောခြင်းဖြစ်ပါတယ်။မျက်မှောက်တွေကိုတက်ရတော့မှာပေါ့လေ။ဒီတော့ပါလေအငယ်လေးထဲမှာစိတ်တန်ညော့တော့ခါလာနာမှာတကားကျွတ်တူဒီစိလျက်ရှင်းလိမ့်မယ်ပေါင်းစုလို့ရတယ်။နားတွေကိုလည်းအသက်ကြီးလာတဲ့ခါမှာအကျဉ်းတော့လို့နားပေါက်ပေါက်မကြတော့ နာလေးလာဟာနာလေးလိုက်တာလို့မပြောနဲ့နော်တဖြည်းဖြည်းအသက်ကြီးလာတဲ့အခါမှာဒါကလူတွေရဲ့ထုံးစံတစ်ခုဖြစ်ပါတယ်ပြီးတော့ပါလဲမေတ္တာကိုကြားတော့အခါစောစောထလေတခြင်းတယ်မပေါင်းလို့ဒီအတန်တေးကြလိမ့်မယ်အသက်ကြီးတဲ့လူတွေကအကြာကြီးမအိနိုင်တော့ခဏခဏပြေးနိုးတယ်မလဲစောရင်နိုးတယ်ထတယ်မကြောင်လဲအသက်ကြီးလာတဲ့အခါမှာကြတော့ကောင်းကောင်းလေးအရင်တော့လို့မအိပြောနိုင်တော့ဘူး ပြီးတော့တချင်းတယ်မအပေါင်းတို့ဒီအသာတေးကြလိမ့်မယ်။ဘာလဲအသာတွေကိုလည်းအရင်တော့လို့အခက်တက်ကြည့်လာတဲ့အခါမှာကျွန်တော်စကားမပြောနိုင်တော့စကားနဲ့အကြာကြီးမပြောနိုင်တော့ထိုကာလတိုင်းမိတော်အရာတို့ကိုကြောက်ကြလိမ့်မယ်။အဲ့ဒီတဖြည်းဖြည်းကြည့်လာတဲ့အခါမှာမိတဲ့အရာကိုကြောက်ကြလိမ့်မယ်။ဆိုတော့အသက်ကြီးလာတဲ့အခါမှာအရင်တော့လို့မဟုတ်တော့ပဲလေအကြောက်တရားတွေကပုံပြီးများလာတယ်။လာနိုင်ပြီးတွေ့လိမ့်မယ်ဟုထင်ကြလိမ့်မယ်။အမျိုးမျိုး အတွင်းခေါ်တွေကရှိပြီးမှကြောက်စိတ်တွေကဝလာတတ်တယ်။ဘန္တာပြင်ပွတ်လိမ့်မယ်။ဘန္တာပြင်ပါလဲ။စပင်တွေဖြူပုံလိမ့်မယ်။စပင်တွေတစ်ဖြည်းဖြည်းဖြိုးတော့မှဖြစ်တယ်။ကြိုက်ကောင်တွေမိမိနိုင်မိမိလေးလိမ့်မယ်။ဘာလဲကြိုက်ကောင်ကပါလဲ။ခြေတော့ကိုပြောတာဖြစ်တယ်။အဝေးကြီးလားမလျှောက်နိုင်တော့ဘူးနော်။ခြေတော့ကိုလေးလာ။အာခြေတော့ကိုလည်းလေးလာလိမ့်မယ်။လားတွေတိတ်မလျှောက်နိုင်တော့ဘူးနော်။ပြီးတော့ပါလဲ။အလူဇာနာရော့လိမ့်မယ်။အရင်တော့လို့အများကြီးမစားနိုင်တော့ဘူး။ အသားတွေကိုလည်းစားကျင်တဲ့စိတ်လူနဲ့တဖြည်းဖြည်းရော့သွားနေပြီလူတွေထာဝရနေရာသို့သွားဆက်ရှိ၍ငူချင်းတယ်လို့ဒီလာညို့နိုင်လဲ့လဲ့ကြတယ်ဆိုငူချင်းတယ်လို့ဒီလာနိုင်လဲ့လဲ့ကြတယ်ကြည့်ကြပါဒီမှာတို့နိဗ္ဗာန်နားရှိတယ်နော်နေ့တိုင်းဆက်နေရည်ဆိုမှာဖြစ်တာလေအာသူပါချက်တာတွေ့ရတာဖြစ်တယ်ဆိုတော့အကြောင်းကလူတွေထာဝရနေရာသို့သွားဆက်ပြုတယ်သူတို့ရဲ့ထာဝရနေရာသို့သွားကြတာဖြစ်တယ် ငွေချင်းတဲတို့ကနေရာတကာမှာအတူပါကြောင်းလူလာကိုကြားရကြလိမ့်မယ်။ငွေကျိုးပြုတ်ခြင်းရွှေမလားကွဲခြင်းစားရည်တွင်နိုင်ရေပုံပေါက်ခြင်းရေချင်းနာမှာဆက်ကျိုးခြင်းလေးချက်တို့တွေ့ရတာဖြစ်တယ်။ငွေကျိုးပြုတ်ခြင်းဆိုတာကျွန်တော်ပမာစကားနဲ့ကျွန်တော်သိနားလည်တော့လူရတော့ပြောတတ်ဘူးကျွန်တော်ချင်းစကားနဲ့အရင်ရှင်းတယ်ကျွန်တော်ကတော့နှုတ်ချက်နှုတ်ခေါ်တယ်။နှုတ်ချက်လို့ပြောတဲ့အခါမှာကျွန်တော်ဒီငွေကျိုးပြုတ်တယ်လို့ပြောတဲ့အခါမှာဒီကနေ့မှာလူတွေကတက်တက်ပုံစံပြီးနေတဲ့ဟာလေး ဟုတ်တယ်အဲ့လိုမျိုးကိုငွေကျိုးပြုတ်တယ်လို့ခေါ်တာဖြစ်တယ်ဆိုငွေကျိုးပြုတ်ပြီဆိုတာ ਨੇ ဒီမှာရွှေဒီမှာလဲရွှေဖလားပွဲချင်းဆိုတာရွှေဖလားဆိုတော့ကောင်းကိုပြောတာအုံနောက်ကဘာမှအလုပ်မလုပ်နိုင်ပါဘူးစကားမပြောတော့စကားပြောတော့မပြောတဲ့ဘာမှအုံနောက်ကအလုပ်မလုပ်နိုင်တော့ဘူးပြီးတော့ဗာလဲစားညင်တို့နဲ့ရေပုံးဖောက်ချင်းဆိုတာနှလုံးခုပြောတာနှလုံးကလည်းဘာမှအလုပ်မလုပ်နိုင်တော့ပြီးပါလဲရေချင်းနာမှာဆက်ကျူးချင်းရေချင်းနာဆိုတာကကျွန်တော်တို့တွေးကိုလည်းမလဲပတ်နိုင်တော့နောက်ဆုံးကြောက်ပါဖြစ်တာလဲ အရာတို့တွေဖြစ်ကြနေတယ်ထိုကာလ၌မင်းမို့ဒီနေရင်မည်သူ၎င်းဝိငင်ဒီအရင်ပြီးတော့ဘုရားဘုရားရှင်သာသူ၎င်းပြန်သွားကြလိမ့်မယ်ငွေချိုးပြုတ်မယ်ရွှေပလားကွဲမယ်အုံတော့ကအလုတ်မလုံနိုင်တော့ဘူးစားရည်တွန်းနိုင်နှလုံးကုန်လုံးတွေကိုလည်းရက်တော့မယ်သွေးတွေကိုလည်းမစင်းစင်းမလဲပတ်နိုင်တော့ဘူးအဲ့ဒီအချိန်မှာလူရဲ့နောက်ဆုံးနောက်ဆုံးနောက်ဆုံးအချိန်ဖြစ်ဒီမှာဒီခန္ဓာကိုယ်ကမိကြီးကနေဖန်ဆင်းတာဖြစ်တဲ့အတွက်ကြောင့်မိမုတ်တို့၎င်း ဲ့မှာရှိတဲ့ဝိညာဉ်ကတော့ဘယ်ကိုလဲဖရာခင်စီတို့လည်းကောင်းတွားကြမှာဖြစ်ပါတယ်။ဒီညမှာဖရာခင်ထာသူပြောတဲ့အခါမှာလူသားအားလုံးရဲ့ဝိညာဉ်ကဖရာခင်ထာသူရောက်မယ်လို့ပြောခြင်းမဟုတ်ပါဘူး။လူသားဝိညာဉ်အားလုံးဟာဖရာခင်ရဲ့လက်ထဲမှာရှိတယ်။ဖရာခင်ကစီရင်မယ်ဆိုတဲ့အကြောင်းပြောတာဖြစ်ပါတယ်။အဲ့ဒီကြောင့်ကျွန်တော်တို့ဒီလောကမှာခဏတာသက်ရှင်နေတဲ့အချိန်မှာတပြေးပြေးနဲ့အသက်ကြီးလာပြီးမှ နောက်ဆုံးအချိန်တန်လာတဲ့အခါမှာဒီလောကကလည်းအားလုံးကထွက်ခွာသွားကြမှာဖြစ်ပါတယ်။ယေရှုဘုရားကဘယ်လိုပြောရလဲ။ယေငှတော်သူရှိနေငါခံလို့လာကြပါတောက်ကြတော့ယေရှုကိုလက်ခံယုံကြည်တော်သူများက အသက်ကြီးထွက်ရစမ်းကြီးတွင်တရှင်တော်ဝီရင်တော်အားဖြင့်တသိရိုက်ချင်းခံရပြီမှငရဲပြီးနဲ့မသက်ဆိုင်တော်သူများကောင်းကင်နိုင်ငံတော်အင်တော်သားများဖြစ်ရမှာဖြစ်တယ်ဆိုပြီးယေရှုကိုယ်လည်းကပြောခဲ့တာဖြစ်တယ် ဘာကြောင့်လဲအပြစ်တရားရဲ့အခါကတည်ခြင်းဖြစ်တဲ့အတွက်ကြောင့်ယေရှုကငါအမစုတွေကငါကိုယုံကြည်တော်သူတွေထာဝရအတည်ကြတာဖြစ်တယ်။ကယ်တင်ခြင်းဖြစ်တဲ့ကောင်းခြင်းမင်္ဂလာအလုံးရရှိခံစားစေလိုတာဖြစ်တယ်။အားကြောင့်နိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းနိုင်ငံတော်စွာပါလေခရစ်တော်ရဲ့ဥပဇုခြင်းဝိညာဉ်တော်ပြဥပဇုခြင်းဖြောက်မှတ်ခြင်းကပါလေဖျားကြီးအလိုတော်တိုင်းတက်ရှင်ခြင်းနှုတ်မှချူအရာများခန္ဓာကိုယ်အတွက်လွတ်တဲ့အရာများကိုပြည့်ခြင်းဖြစ်ပါလေ။အခုချိန်မှာဤလောကမှာ ကျွန်တော်ခရိယာညားထဲမှာလဲခရစ်တော်ကယ်တင်ခြင်းကိုအတိက ပထမထားတာထဲငရဲပီကအမတာမကြောက်စရာကောင်းပါလေငရဲပီကနေလွတ်ရလန်းကိုဝင်ကတက်တဲ့ခန္ဓာထဲပေါင်းခြင်းမြူလာခံစားမယ်နော်ဖရာကြောင်းလာပါဆယ်ဖို့တူပေးပါပေါင်းခြင်းမင်္ဂလာတဲ့လူတွေကိုညားတဲ့သူများရှိပါတယ်ဒါပေမဲ့ယေရှုဖရာကစင်းနေပြောပါတယ်လောကစည်းစိမ်ဥစ္စာတွေထဲမိမိအသက်ဝင်ရဖို့ဒီတောင်းကြည့်ပါတယ် လောကစင်စီဥစ္စာအရင်မကြည့်ဘူးလို့ကြော်ပြောတာမဟုတ်ဘူးခန္ဓာကိုယ်နဲ့တက်ရှင်နေတယ်လို့ပိုက်စာလွတ်နေတာဖြစ်တယ်။ရွှေငွေတွေလွတ်နေတာဖြစ်တယ်။ဒါပေမဲ့ဖျားကကြည့်နေတယ်အဲ့ဒီလွတ်တဲ့အရာရွှေငွေတွေထဲကျွန်တော်ဝိညာဉ်ကပူပြီးတာဝန်ကြီးထားတာဖြစ်ပါတယ်။အာမင်။ဒီနေ့ကျွန်တော်လောကမှာစင်စီဥစ္စာဒီလက်ပုတ္တာမြုပ်လုံးကြောင့်ပိုင်ဆိုင်ရင်တောင်မှဖျားကအဲ့ဒါကိုထင်ကြည့်တာမဟုတ်ဘူး။ဖျားကနမတိကျောင်းကိုရရှိစီလို့ရပါမယ်။အတက်ဝိညာဉ်အတက်ဝိညာဉ် ဒီမတဲ့ဩရစာခတ်တိနေ့ငယ်လေးတည်းမှာမူရတယ်လူပေါင်းလို့ဒီပါလဲကဲဒီရင်းတို့ရောက်ပြီတမာတရားကိုပြည့်ဖို့ကဘုရားကြီးလိုတော့ရှိပါတယ်အဲ့ဘုရားကြီးအလိုတော်နဲ့တန့်ရှင်တက်တဲ့သူတွေကလောကီစစ်စစ်ဥစ္စာတွေကိုလည်းထပ်ပြီးမှဘုရားကြီးပြည်တာပဲဖြစ်ပါတယ်အာမင်လောကီကြကိုလည်းဘုရားကြီးကပြည်ပါပဲဒါပေမဲ့ဆူလိုရာကဘုရားကြီးကလောကီစစ်စစ်ဥစ္စာတွေတက်ပူပြီးတာမှုကြီးထားတာကပါလဲကျွန်တော်တို့ရဲ့အသက်ဘုရင်ဖြစ်ပါတယ်